ေလာ၂ရက်နေ့တောက်ကြနေ့ကဘာရွှေစည်းကွက်ရတဲ့ပြည့်ရဲ့ကျွန်တော်နောက်ဆုံးရက်ပေါ့နော်ပြန်ကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့ညဘက်မှာအမေရိကန်နိုင်ငံရဲ့အရေးကြီးအလုတ်ကင်ဒေတာတွေထွက်ပို့ရှိတဲ့တရက်တာအတွက်ကမ္ဘာရွှေစီအနေထားကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပြသွားမှာဖြစ်ပါတယ်။ဒီနေ့ညထွက်မဲ့အမေရိကန်နိုင်ငံရဲ့အရေးကြီးအလုတ်ကင်ဒေတာတွေဆိုတာကအရန်အရေးကြီးပါတယ်။ဘလောက်တော့ကျွန်တော်တို့ကမ္ဘာရွှေစီပေါ်တက်ရောက်မှုကြီးနိုင်တယ်လို့မြင်မှန်ဆိုရင်ကမ္ဘာရွှေစီရဲ့အတက်ကျလာရာကိုပြောင်းလဲသွားစေနိုင်တဲ့အသည့်တက်ရောက်မှုရှိနိုင်ပါတယ်ခင်ဗျ။ ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့ညအဲ့ဒါဆိုရင်ဒီနေ့ညကျွန်တော်တို့ကဘာချွေစီခွက်အနေထားဆိုအရင်အရေးကြီးတယ်ပေါ့နော်အရင်ဆုံးကျွန်တော်ကဘာချွေစီရဲ့အနေထားကိုဤပညာပိုင်းအရကျွန်တော်တုံးသက်ကြည့်လိုက်အောင်မနီယာတည့်ရတာကဘာချွေစီရဈေးအကျနဲ့တည့်ရတာနေထားအကျနဲ့ပြီးခဲ့တယ်ကျွန်တော်တို့အာတပတ်ကျော်ကျော်လောက်မဖောက်နိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့3နှစ်60ဈေးတန်းအောက်မှာကဘာရွှေဈေးတည့်ရတာဈေးပိတ်သွားတာပေါ့ဤပညာပိုင်းအရရိုးရှင်းစဉ်းစားကြည့်ရင်ဒီနေ့မှာ ဈေးအကျစအားတန်နိုင်ခြင်းရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီနေ့ညမှာကျွန်တော်ခုနပြောခဲ့တဲ့မျိုးပဲအမေရိကန်နိုင်ငံအရေးကြီးအလောက်ကန်ဒေတာတွေထွက်ပို့ရှိတာဖြစ်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီဒေတာတွေမထွက်ခင်ပါဘောနော်ကမ္ဘာရွှေ့ဈေးကဈေးငြိမ်သက်အနေထားနဲ့ပြီးနိုင်နေခင်ဗျဟုတ်ပြီဘယ်နဲ့ပဲကြာပြီးနိုင်လဲကျွန်တော်တို့အချိန်တနားရဲ့အတိုင်းအတာနဲ့ကျွန်တော်တွားကြည့်လိုက်အောင်ဘယ်နဲ့ပဲကြာပြီးနိုင်လဲလို့မြင်မယ်ဆိုရင်ဗျာကျွန်တော်လက်ရှိကျွန်တော်အလွယ်ကူပြောအပေါ်ဆိုရင်ကျွန်တော်တို့က3260 ဟုတ်ဆိုရင်ကျွန်တော်တို့ဒီပါเนาะတုံးနှစ်နှစ်အာတုံးနှစ်60တုံးနှစ်နှစ်5ဝင်ကျင်ပါเนาะကျွန်တော်အဲဝင်ကျင်မှာကျွန်တော်ကဘာရွှေစေးရဈေးအတက်ကြပြီးနိုင်ချင်ရှိပါတယ်တုံးနှစ်နှစ်5တုံးနှစ်60နဲ့တုံးနှစ်နှစ်5ကြာဈေးအတက်ကြပြီးနိုင်ချင်ရှိပါတယ်ဒီထက်ပိုပြီးတော့ကျွန်တော်တို့က range ကိုပိုကြည့်ရမယ်ဆိုရင်တော့အောက်3105ပေါ့เนาะဒါပေမဲ့3105နာထီတော့တိတ် တော်နိုင်ကြီးနဲလာတော့ပေါ့เนาะကျွန်တော်အမိအားပြောမယ်ဆိုရင်3နှစ်နှစ်9နဲ့3နှစ်60ကြာမှာကဘာရွှေစီရညာဘက်အမေရိကန်ဒီတာတွေမထွက်ခင်အလုတ်ကင်ဒီတာမထွက်ခင်မှာတက်လိုက်ကြလိုက်ပြင်းနေဖို့များတယ်ကျွန်တော် market ခေါ်ရ site way ပေါ့เนาะအဲ့အဖက်တကကျွန်တော်ညာဘက်အမေရိကန်အရေးကြီးအလုတ်ကင်ဒီတာတွေမထွက်ခင်မှာကဘာရွှေစီကိုကျွန်တော်ကရေတိုးအယောင်းဝင်လှုပ်ချင်တယ်ဆိုရင်3နှစ်60နာမှာရောင်း3နှစ်နှစ်9နာမှာဝယ် ဟုတ်ပြီအရှုံးပိုင်းဇေဒန်3.5နာမပွဲအရှုံးပိုင်းဇေဒန်3.20အောက်လောက်ပေး3.60လောက်မှာကျွန်တော်နားလောက်မှာရောင်းနေဆိုရင်အရှုံးပိုင်းဇေဒန်3.65အထက်ပေးအမြတ်ပိုင်းဇေဒန်ကဒီနှစ်ခုကြာကြာချလိုက်ပါเนาะကျွန်တော်တို့ကြာချလိုက်မယ်ဆိုရင်အာကျွန်တော်တို့ခံမှန်းကြည့်အားဖြင့်ကျွန်တော်တို့အာ3.3.45 3.44လောက်မှာအမြတ်ပိုင်းဇေဒန်ပေးလို့ရတယ်4.44 4.3အဝင်ကျင်ပါเนาะကျွန်တော်အဝင်ကျင်မှာကျွန်တော်အမြတ်ပိုင်းဇေဒန်ပေးလို့ရပါတယ်ဟုတ်ပြီဒါကတော့ data မထွက်ခင်ပါ ဒေတာထွက်ပြီးမှဘလို့လာနိုင်တယ်လဲနီးပညာပိုင်းอ่ะဟုတ်ပြီကျွန်တော်မနေ့ရတရက်တာအပိတ်စေးအားဖြင့်ကြည့်မယ်ဆိုရင်ဒီညဒေတာပေါ့နော်အမေရိကန်အလောက်ကန်ဒေတာဘလို့ပဲထွက်ပါစေကျွန်တော်မြန်မာဈေးမြန်းကြမလားပေါ့နော်ဈေးမြန်းအကြပဲပဲသွားမလားလို့ကျွန်တော်သုံးသပ်မိပါတယ်ဘာလို့လဲမြင်မယ်ဆိုရင်ကျွန်တော်တို့ကအာကဘာရွှေစီးရဲ့သဘောတဘာဝတခါတလေပေါ့ကျွန်တော်တို့ကဒေတာမထွက်ခင်မှာအရေးကြီးဒေတာရမထွက်ခင်မှာတခါလေပိုဆက်ရှင်ကြိုယူတဲ့အနေအထားမျိုးရှိပါတယ်မနေ့ရဆိုတောက်လျှောက်ကြပြပါ ဲ့ဟာဖြစ်တဲ့ခါမှာကျွန်တော်တကယ်လို့ဒါဘလို့ကပ္ပရွှေစည်းဒါပြန်တက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဒီညဒေတာထွက်ပြီးမှပြန်တက်မယ်ဆိုရင်ဗျာကျွန်တော်တို့60နာဝင်ကျင်မှာဈေးလေးဝဲပြီးတော့ဒီနေ့ဒေတာကိုစောက်ဖို့စောက်မှာပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော်မနေ့ညတော့မနေ့တော့ဆိုရင်ထိုးကြသွားခဲ့တယ်ပြီးမှအခုဒီနေ့မနေ့မှပြန်တက်လာတဲ့အနေထားရကျွန်တော်ဒီနေ့ညအမေရိကန်အေးအရေးကြီးအလောက်ကင်ဒေတာတွေထွက်ပြီးမှဈေးအကျပဲပဲဆက်သွားမလားလို့ကျွန်တော်သုံးသပ်မိပါတယ်။ဒါပေမဲ့ကျွန်တော်တို့တစ်ဖက်ကလည်းကျွန်တော်တို့ နီးပညာပိုင်းရပေါ့အတိပုချက်တွေစောင့်အောင်ပေါ့နော်ဒီနေ့ညအမေရိကန်နိုင်ငံရဲ့အရေးကြီးအလောက်ကန်ဒေတာတွေထွက်အပြီးမှာကဘာရွှေစီပေါ့နော်ဒီနှစ်3.85ပေါ့3.85အထက်မှာကျွန်တော်တို့အချိန်တနာကြီးအတိုင်းတာအပိတ်စီကျွန်တော်တို့ market ခေါ်ရ H1 ဘူးကန်နေနဲ့3.85စီတန်းအထက်မှာမပိတ်နိုင်တဲ့၍ကဘာရွှေစီကိုဈေးတက်တိုင်းလိုက်ရောင်းလို့ရတယ်3.85စီတန်းအထက်မှာအချိန်တနာကြီးအတိုင်းတာပိတ်စီ H1 ဘူးကန်နေနဲ့ ဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ကမ္ဘာရွှေစီအသက်ဖက်ပြန်သွားလိမ့်မယ်ဗျ။3330တို့3340ယူတီသွားနိုင်တယ်။3နှစ်သူပါသူပြ3နှစ်ရှင်ကအသက်မှာအချိန်တနာရဲ့အတိုင်းတာပိတ်ဈေးနဲ့မပိတ်နိုင်သေးတော့မှန်တဲ့တတိနေ့ထွက်ပြီးမှဈေးဆွဲတင်ကောင်းတင်နိုင်တယ်။အဲ့ဆွဲတင်တဲ့ချိန်မှာကျွန်တော်အမြင်ဈေးမှာလိုက်ရောက်လို့ရတယ်။ဘယ်ဈေးအနည်းမှာရောင်းတင်တယ်လို့မိမယ်ဆိုရင်ကျွန်တော်အမြင်အရဆိုရင်အာ3980 3980ဝင်းချင်းမှာကျွန်တော်အယောင်ကြိုက်တဲ့ညတိတိုင်းထွက်ပြီးမှ3985တို့ပြီးရင် ဒီထက်ပိုဆွဲတင်မှဆိုဗျာဥမာ3300လို့3330ဒီမှာဒီညကျွန်တော်တို့အမေရိကန်အလောက်ကင်ဒေတာကြီးထွက်ပြီးမှကျွန်တော်တို့ဈေးဆွဲတင်ခဲ့ရင်3.85အထက်မှာတနာရီအတိုင်းတာနဲ့ဈေးမပိနိုင်ခင်ကျွန်တော်ဈေးတက်တိုင်းရောင်းဖို့အားပေးပါတယ်ဟုတ်ပြီဒါကြလို့ကြမယ်ဆိုဘယ်လောက်အထိအကြမ်းမှန်းလဲပြမယ်ဆိုကျွန်တော်အောက်ကအနည်းဆုံး3.80လောက်အထိအကြမ်းမှန်းပါတယ် 380လောက်ဒီပေါ့နော်ဒီထက်ပိုကျရင်ပါရ350လို့ပါလို့320လို့ဒီသွားနိုင်တယ်အဲကိုကတကယ်လို့ကပတ်ရွှေစီကိုအောက်စီးမှာပြန်ဝယ်ခြင်းနဲ့ဆိုရင်တော့အဲ380လို့350ဆိုစည်တန်းတွေကိုတစ်ချက်ပြန်စောင့်ကြည့်ပါအဲစည်တန်းနေနာမှာကျွန်တော်တို့ကနီးပညာပိုင်းအတိပုချက်စောင့်ပြီးတော့အာမစ်တန်းလောက်ဖြစ်ဖြစ်ပြန်ဝယ်ခြင်းဝယ်လို့ရတယ်ပေါ့ဒါပေမဲ့ဒီညမဝင်တော့အကောင်းဆုံးမှာပဲကျွန်တော်တို့ဒီညအမေရိကန်အလောက်ကန်ဒေတာတွေထွက်ပြီးမှကျွန်တော်တို့ကကပားချွေစီယာဈေးအလောက်ခတ်အရန်များနိုင်ပါတယ်အဲ့ရလေးကိုလည်းသတိထားသတိထားပါခင်ဗျကိုက risk များများမြူရရင် ဒီညမှာရောင်းဝယ်မလုပ်ပါနဲ့ဒီနေ့ညနားပါနောက်တစ်ပတ်တနင်္လာနေ့မှာပြန်ပြီးတော့ကမ္ဘာရွှေကိုအရောင်းဝယ်လုပ်ပါပေါ့ဆိုကမ္ဘာရွှေရဲ့ဈေးအသက်ကြဒီညအရန်ကျနိုင်တယ် market error တွေလည်းဖြစ်နိုင်တယ်အဲ့ဒါပြတ်ကံမှာဒီညအထူးသတိထားဖို့လိုအပ်ပါတယ်ပြီးတော့ဒီနေ့ကျွန်တော်တို့တရက်တာပိတ်စီတောက်ကြနေတရက်တာပိတ်စီတပတ်တာအပိတ်စီဘယ်မှာပိတ်ရင်ကမ္ဘာရွှေစီစီအကြပဲဆက်သွားမလဲမိမယ်ဆိုရင်ဒီနေ့ကျွန်တော်တို့တပတ်တာအပိတ်စီတာ3 60အောက်ပိတ်ခဲ့ရင်နောက်တစ်ပတ်တည်းပေါ့နော်ကျွန်တော်နီးပညာပိုင်းကကပတ်ရွှေစိတ်စက်ကြနိုင်ပါနဲ့ဘလောက်အထိကြနိုင်လဲလို့မြင်မဲ့ဆိုရင် ကျွန်တော်တို့အာ3300လို့3080လို့အထိစက်ကြနိုင်ပါတယ်စန့်ကျင်ပန်းနေနဲ့ဒီနေ့ကျွန်တော်တို့တရတာပိစီတပတ်တာအပိစီပေါ့တောက်ကြနေတရတာပဲတပတ်တာအပိစီဒါ3300အထက်ပြန်ပိတ်ခဲ့ရင်တော့ကပတ်ရွှေအသက်ဖက်ပြန်နှမ်းပါလိမ့်မယ်နောက်တစ်ပတ်တည်းမှာကျွန်တော်တို့အာ3000 400နာဝင်ကျင်400အထက်ထိကျွန်တော်တို့အသက်မြင်ရနိုင်ပါတယ်။အဲ့ဒါပြတ်ကဒီနေ့တပတ်တာပိတ်စေဘယ်မှာပိတ်မလဲ303ကအထက်ပိတ်နိုင်မလား3190အောက်ပိတ်နိုင်မလားဆိုတာညာဘက်အမေရိကန်ဒေတာတွေထွက်ပြီးမှဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ကျွန်တော်အမြင်တူးတဲ့အမြင်ပေါ့နော်ကျွန်တော်တူးတဲ့မြင်ရလဲမှားကောင်းမှားနိုင်တယ် ဘလိုချင်းနေဆိုမှားနိုင်လဲဆိုတာကျွန်တော်ပြောပြီနော်3.85ဇေတန်းထက်မှကဘာချွေစီအချင်းတနိုင်အတိုက်တာပေးစီနဲ့ဖောက်တက်ပြီးဈေးပိတ်သွားပြီဆိုရင်ကျွန်တော်အမြင်မှားနိုင်တယ်ကျွန်တော်အမြင်ကဘာလီလဲလို့မေးမဲ့ဆိုရင်ဒီနေ့ညကဘာချွေစီကိုကျွန်တော်အမေရိကန်အလောက်ကန်တရိုင်းထွက်ပြီးမှအကြမ်းမ်းနဲ့တကယ်လို့ဈေးတက်ခန့်ရင်လည်းအတက်တိုင်းအမြင်ဈေးပေါ့နော်အဲ့3.80 sorry 3.80အာ3.90လို့3.85လို့3.3လို့မှကျွန်တော်ရောင်းဖို့အားပေးခြင်းတယ်ပေါ့နော် ဒါလေးအောင်ဒီပညာပိုင်းအတော့တစ်ချက်လေးပေါ့နော်သတင်းပိုင်းကိုကျွန်တော်တော့ပြောမယ်သတင်းပိုင်းရဆိုရင်တော့ဒီညပမာစတော့ကြီးည9နာရီမှာအမေရိကန်နိုင်ငံရဲ့나희အလိုက်ပြန်များလောက်လောက်ခလာစာနှုံးသားထွက်ဖို့ရှိတယ်ပြီးရင်ကျွန်တော်တို့နန်ဖန်ပေးလို့လို့ခေါ်တယ်အမေရိကန်နိုင်ငံကအလုပ်သမားတွေပေါ့နော်လေယာလုံငန်းဝင်ရသူတွေမပါဘူးပေးချရတယ်ပြန်များလာစာနှုံးသားထွက်ဖို့ရှိတယ်ပြီးရင်အလုပ်လက်မဲ့နှုံးသားထွက်ဖို့ရှိတယ်ဟုတ်ပြီကျွန်တော်ကျန်တဲ့ဒေတာနှစ်ခုပေါ့နော်အဲဒီကျန်တဲ့ဒေတာနှစ်ခုကတော့ကျွန်တော်တို့ အရင်လအတိုင်းထွက်မယ်လို့မှန်းထားတယ်။နန်ဖန်ကတော့တော်တော်ကြသွားမယ်မှန်းထားတယ်။နန်ဖန်ပေရူကတော်တော်လေးညံ့သွားတယ်မှန်းသွားတယ်။ဒါလည်းမဆန်းပါဘူး။ကျွန်တော်ဒီလထဲမှာအမေရိကန်စီးပွားရေးတော်ထိတာကိုစတော်ရီဘာရီတော်ဟိုဟာဖြစ်သွားနေတာမှာနန်ဖန်ပေးလို့ကြာတော့တာမဆန်းဘူးဒါပေမဲ့ဒါပေမဲ့ကျွန်တော်တို့ကနန်ဖန်ပေးလို့ဒီတာကြာသွားတိုင်းကျွန်တော်ကဘာရွှေစီတက်မယ်လို့ကျွန်တော်တရတီပြောလို့မရဘူးเนาะတရတီပြောလို့မရဘူးဘာလို့လဲမေးမဲ့ဆိုရင်နောက်တစ်ပတ်ထဲမှာအမေရိကန်ဘန်တိုးထွက်ဖို့ရှိတယ် ုတ်ဗျာကျွန်တော်ကဒီမှာကနန်းဖန်မှာတက်တယ်ဘန်တိုးပြီးမှထက်တက်တယ်ဆိုရင်ကဘာချွေစီကတောက်လျှော့အတက်ကြီးဖြစ်နေတေချာတယ်ဗျာဒီနေ့တော့နေမျိုးမှာနန်းဒီနန်းဖန်အကြမ်းမန်းအာအညံမန့်ထားဖြစ်တဲ့ခါမှာ Twitter များစုကအဝဲဘက်နေကြနိုင်မယ်နန်းဖန်ထွက်ပြီးမှဗျာဈေးတန်ရင်အားဈေးတက်ပြီဆိုရင်အဒေတာထွက်ပြီးဈေးတက်တော့ပြီဆိုရင်သူဝန်တာအားရနဲ့ live ဝယ်ကြလိမ့်မယ်ဒါမှမဟုတ်ဈေးကျရင်လည်းဟာအောက်ဈေးမှာဝယ်မယ်ဆိုရင်ဝန်တာအားရနဲ့ live ဝယ်ကြလိမ့်မယ်ကျွန်တော်အများပြောမယ်ဆိုဒီညနန်းဖန်မှာအောက်ကိုဆွဲချပြသွားပြီးတော့ နောက်တစ်ပတ်အဲ intraday မထွက်ခင်နဲ့ intraday ထွက်ပြီးမှပြန်အသက်လာမလားပေါ့နော်ဒါတော့ကျွန်တော်ဇီးနှုန်းသဘောတရားရတစ်ချက်သုံးသက်ကြည့်တာပါအာကျိန်းတိပေါက်ဖြစ်မယ်လို့ဆိုတာမဟုတ်ဘူးကျွန်တော်လည်းမှားနိုင်တယ်ဒါဝင်နေမှာကျွန်တော်လည်းမှားနိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်လည်းအကုန်လုံးဟိုမှန်ကန်အောင်မှသုံးသက်နိုင်မှာမဟုတ်ဘူးအဲ့အဖက်ကကျွန်တော်မြင်ရ nan fan မှာဆွဲချပြီးမှ intraday နာနီဒါမှမဟုတ် intraday အပီနောက်တစ်ပတ် intraday ပေါ့ဘန်သုံးလုံးဆုံးဖြတ်ချက်ပြီးမှပြန်ဆွဲတင်မလားလို့ကျွန်တော်သုံးသက်မိတယ်အဲ့အကြောင်းကျွန်တော်ဒီည nan fan ကိုကျွန်တော်တို့က data ညံ့ညံ့ကောင်းကောင်းကျွန်တော်ကြမယ်လို့မှန်းထားခြင်းဖြစ်ပါတကယ်လို့တခါလေးကြဒေတာတွေကကျွန်တော်တို့က noise တွေပေါ့နော်ဟာဒေတာရက်လက်ကိုကြည့်ပြီးကျွန်တော်ကဝယ်တယ်ရောင်းတယ်စသဖြင့်လောက်ကြတယ်ဥပမာကျွန်တော်တို့ trade war လက်ရှိမှာဆိုတဲ့ trade war နဲ့ပတ်သက်တဲ့သတင်းတွေငြိမ်းနေဟာ trade war အာကြောင်ကမ္ဘာ့ချွေစီပြန်တက်မလားကျွန်တော်တို့အိန္ဒိယပါလက်စတိုင်းအိန္ဒိယ sorry ပါကစ္စတန်ရေးချောင်းပြန်တက်မလားအဲ့ဒါကလို့လက်ရှိမှာကျွန်တော်တည်င်းကြီးတော်တော်များများကငိမ့်တက်နေတဲ့အနေထားလို့ပြောလို့ရတယ်။ထွေထူးတည်င်းမရှိသေးဘူး။ကပားရွှေဘောကျွန်တော်တို့အဝဲကြီး ဝယ်စရာလောက်တဲ့ဒီ drain trade တူတူလက်ရှိမှာမရှိသေးပါဘူး breaking news လည်းမရှိသေးဘူးအဲ့ဒါပြတဲ့ခါမှာကျဒါပေမဲ့ not the bad ဘန်တူနို short ခဲ့ပြီးတော့အဲ့ not the bad ပေါ့နော်ဘန်တူနိုဘန်တူနိုဆိုချက်အပြီး log မဲ့ drain စာရှင်းလင်းပွဲမှာပိုးပွဲတစ်ခုခုထပြောခဲ့တယ်ဆိုရင်ကဘာချွေစေးရတော်များမန်နေဂျာအသက်တွေဘာတွေရောက်သွားနိုင်တယ်ဒါပေမဲ့ဒီနေ့ညမှာတော့ကျွန်တော်တော့အကြမ်းမှန်းတာလေဘာလို့အကြမ်းမှန်းတာလဲဆိုတော့ဒေါ်လာအင်းသက်ကလည်းတရားနာကတ်နေပြီဒီညမှာမှတရားအထက်ကို လွတ်ချွတ်ချွတ်ဖောက်သွားမလားမနေ့ညတော့နည်းနည်းလေးဖောက်သွားပြီဒါပေမဲ့ဒီညမှာတရားအထက်ကိုရေတိုလေးဖောက်တက်သွားမလားကျွန်တော်တုံးတက်မိတယ်ပေါ့နော်တကယ်တော့ဒေါ်လာအင်တက်တာတရားအထက်ကိုကောင်းကောင်းလွတ်ချွတ်ချွတ်ဖောက်နိုင်ရင်တော့ကမ္ဘာရွှေဘက်မှာရေတိုရောင်းလိုအားတွေဝင်လာပြီးတော့3200ဈေးတန်းအောက်ဆက်ကြသွားနိုင်ပါတယ်3380လို3350လို့ထိဆက်သွားနိုင်ခြေရှိပါတယ်အဲ့အဖက်ကကျွန်တော်တော့သတင်းပိုင်းရလဲဒီညမှာတဖက်ကနီးပညာပိုင်းနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်ဈေးတန်းရင်အမြင်ဈေးမှာကျွန်တော်ရောင်းဖို့အားပေးခြင်းပါတယ် ဒါပေမဲ့ကျွန်တော်တခုတတိပေးခဲ့ပါလေခုနနီးပညာပိုင်းရတော့တဲ့ချက်မှာလေဒီညမှာ risk များနိုင်ပါလေဈေးအလုတ်ခတ်ကျန်းနိုင်တယ် market error တွေများနိုင်တယ်အဲအကြောင်းကိုက risk များများမယူရရင်ဒီညမှာလက်ရှောင်းနေပါ beginner trader တွေခုမှကဘာရှိုးစရောင်းဝယ်လို့တဲ့ trader တွေလည်းဒီညကိုဖြစ်နိုင်မယ်ဆိုရင်လက်ရှောင်းထားဖို့ကျွန်တော်အကြံပြုချင်ပါလေနောက်တစ်ပတ်တနင်္လာနေ့လောက်မှာဈေးကွက်ဒါရရှင်ကောင်းကောင်းတိမှာအရောင်းဝယ်လို့ပါဘာလို့လဲမေးမယ်ဆိုဒီညမှာအရောင်းဝယ်လို့တာအရန် risk များပါတယ်ပြီးတော့ ဂျားထဲမှာစင်တွင်းနေဂျားခန့်နေပေါ့စင်တွင်းနေမှာဘာတရင်းနေထွက်လာမလဲကျွန်တော်မသိနိုင်ဘူးအဲ့ပတ်ကမှာတနည်းညမှာအယောင်းဝယ်လုတ်ပြီဆိုရင်အထုတတိထားအယောင်းဝယ်လုတ်ကြဖို့ကျွန်တော်တိုက်လွတ်ခြင်းပါတယ်ကျွန်တော်တော့ဒီညနန်ဖန်နန်ဖန်ပေါ့တနည်းအားဖြင့်အမေရိကန်နိုင်ငံရဲ့အရေးကြီးအလုတ်ကဒေတာတွေထွက်ပြီးမှတညာလုံးအနေထားရခြုံကြည့်မယ်ပေါ့ဒေတာထွက်ပြီးတက်ကောင်းတက်သွားနိုင်တယ်ဒါမှတညာလုံးအနေထားရခြုံကြည့်မယ်ဆိုရင်တော့ဈေးအကျပတ်သွားလိမ့်မယ်လို့ကျွန်တော်ကတော့ကျွန်တော်ရတဝူးတဲ့အမြင်ကသုံးသပ်ထားပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဒီနေ့အမေရိကန်နိုင်ငံရဲ့အရေးကြီးအလုတ်ကဒေတာတွေတရင်တွေထွက်ပို့ရှိတယ်ပေါ့နော်ကျွန်တော်တို့ မေလ2ရက်နေ့အနေထားကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ကမ္ဘာချွေစီအနေထားကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးထားခြင်းဖြစ်ပါတယ်အခုလိုသုံးသပ်ချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါကျွန်တော်စီမှာဒီကမ္ဘာချွေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံသင်တန်းတွေတက်ရောက်လို့ရပါတယ်အဲအားတွေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ TikTok ကျွန်တော်ရဲ့အဲ YouTube channel ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Messenger တွေကနေ subscribe စုံစမ်းမြင်နိုင်ပါတယ်ခင်ဗျကမ္ဘာချွေ Twitter အလုံးပဲဒီနေ့ Nanfan ပီတိုထွက်မယ်တနည်းအားဖြင့်အမေရိကန်နိုင်ငံအရေးကြီးလောက်ကန်တည်တည်ချက်ချက်တွေထွက်ဖို့ရှိတဲ့မီလာနှစ်ရက်နေကိုကျွန်တော်တို့ကဘာချွေစီအသက်ကြကိုအထုတတိထားအယောင်းဝယ်လုပ်ပြီးတော့ဒီရက်ရက်ဘက်ကိုအကျိုးမြတ်နဲ့အဆုံးတက်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့တည့်ရက်တာကဘာချွေစီကွက်တော်နဲ့ချက်ပီတိုလေးကိုဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပြစီခင်ဗျာ